။စကြဝဠာကြီးကဘလောက်တောင်ကြီးတလဲ။တခါတလေမှာကောင်းကင်ကကျယ်တွေကိုကြည့်ပြီးကျမတို့ဟာဒီကဘာမြေကြီးပေါ်မှာဘလောက်တောင်သေးငယ်ပြီးကျမတို့ရဲ့အပေါ်ကစကြဝဠာကြီးကဘလောက်တောင်ကြီးမှကျယ်ပြန့်လဲဆိုတာတွေးမိတတ်ကြပါရဲ့။ဒီဗီဒီယိုလေးမှာတော့ကျမတို့မြင်နိုင်တဲ့နယ်နိမိတ်ရဲ့နောက်ွယ်ကပြိုဝဲချက်တွေအကြောင်းကိုတင်ဆက်ပါမယ်။ကျမတို့ဘလောက်အထိအဝေးဆုံးကိုမြင်နိုင်မလဲ။အဲ့ဒီအဆုံးဖြားမှာရောဘာတွေရှိနေနိုင်မလဲအတူတူစူးစမ်းလိုက်ကြရအောင်နော်ဒါကတော့ကျမတို့နေထိုင်ရာကဘာမြေကြီးပါ ညီပြင်းညီကနေကီလိုမီတာ1000ကျော်အထိတဖြည်းဖြည်းချင်းတက်သွားပြီးအပေါ်စီးကနေကြည်ရင်မြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဒါကတော့နေမင်းကြီးဖြစ်ပြီးမနီးမဝေးမှာလဲကျမတို့နေအဖွဲစီလို့ Alpha Century လို့ခေါ်တဲ့နေသုံးလုံးပါတဲ့နေအဖွဲစီတစ်ခုရှိနေပါတယ်။ ဲ့ဒီကနေနောက်ထပ်အလင်းနှစ်3000လောက်ခရီးနေလိုက်ရင် Mickey Way Galaxy လို့ခေါ်တဲ့ကျမတို့ရဲ့ငကားငွေတန်းကြီးကိုအပေါ်စီးကနေတွေ့မြင်နိုင်ပါပြီ။အဲ့ဒီငကားငွေတန်းမှာကျယ်ပေါင်း100ဘီလီယံကနေ400ဘီလီယံအထိရှိနိုင်ပြီးကျယ်တလုံးစီရဲ့ပြင်းမြအရွယ်အစားဟာ Jupiter ဂြိုလ်လောက်လို့ခန့်မှန်းကြပါတယ်။ အဲဒီကနေနောက်ထပ်အလင်းနဲ့63ဘီလီယံလောက်ခရီးထက်ဆက်မယ်ဆိုရင်ကျမတို့လူသားတွေလက်လန်းမီတလောက်ရှာဖွေခံမန်းနိုင်တဲ့စကြဝဠာရဲ့အစွန်းတစ်ဖက်ကိုရောက်ပါပြီ။အဲဒီနေရာဟာကဘာကိုဗဟုပြုပြီးပပတ်လေကိုစူးစမ်းနိုင်တဲ့အကွာအဝေးများသာလင်းဖြစ်ပါတယ်။ စက်ကြဝလာကြီးကိုအခြေခံအားဖြင့်အပိုင်းနှစ်ပိုင်းခွဲခြားထားပြီးအဲ့ဒီနှစ်ပိုင်းကိုလူသားတွေလက်လန်းမိပြီးမြင်နိုင်တဲ့အပိုင်းနဲ့ခံမှန်းကြည့်ရုံပဲတက်နိုင်တဲ့မမြင်ရတဲ့အပိုင်းလို့သတ်မှတ်ထားကြပါတယ်။မြင်တဲ့အပိုင်းဟာမမြင်နိုင်တဲ့အပိုင်းထက်မရေမတွက်နိုင်အောင်သေးငယ်ပါသေးတယ်။ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့တာကတော့အဲ့ဒီလိုစက်ကြဝလာတွေအနန္တမရေမတွက်နိုင်အောင်ရှိပါသေးတယ်လို့ဆိုပါတယ်ရှင်။ဒါဆိုရင်သင်ရောစက်ကြဝလာကြီးနဲ့နှိုင်းရှင်ရင်ဘလောက်ပမာဏကြီးမယ်လို့ထင်ပါတယ်လဲ။ကွန်မန့်မှာရေးခဲ့ပါအောင်နော်။